မက္ကဆီကိုလိမာပိုင်းကိုတင်းခွင့်နေလွဲချုံနေပြီးတော့အခုဒီတကူမမရသေးတဲ့မာရှေအားလုံးပဲမင်္ဂလာပါများ။မန်ချက်စတာဖုတ်ဘောဇော်ကနေတင်ဆက်နေပါပြီ။မန်ချက်စတာယူနိုက်တက်တိုက်စင်မူအောင်အန်တိုနီမာရှေကတော့မက္ကဆီကိုမြေမှာသူမမျော်လင့်ထားတဲ့ရာသီအစကာလကိုကြုံတွေ့နေရပါပြီ။မာရှေကပြီးခဲ့တဲ့နေရာဒီတုန်းကအာအသင်းစရာအကောင်းဆုံးပြောင်းရွှေ့တစ်ခုလို့ဆိုရမယ့် Greek Club Athens ကနေ Mexico Club Monterrey ကိုပြောင်းရွှေ့သွားခဲ့တာပါ။ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကကမ္ဘာလားလာအကောင်းဆုံးကစားမဖြစ်မိုနာကိုကနေမန်ယူနိုက်တက်ကိုရောက်ရှိလာခဲ့ဖို့ရမှာရှိတဲ့အတွက်ဒီပြောင်းရှေ့ကလုံးဝမထင်မှတ်ထားတဲ့အရာဖြစ်ပါ ರಿ ။နောက်စကုန်း20ရာသီနောက်ပိုင်းမှာရှေ့အချိန်ဝါရီပြောက်ကွယ်သွားခဲ့ပြီးတဲ့နောက်2024ခုနှစ်မှာဆိုရင်အသင်းလက်မဲ့နေထားတဲ့တရားစီကြားဖြတ်သန်းခဲ့ရပါသေးတယ်။ပြီးခဲ့တဲ့ရာသီတုန်းကအသင်းမှာတော့ကိုကိုအသွင်းယူခဲ့သေးပေမဲ့တရားစီမွန်တာရီမှာတော့အခုချိန်ထိကိုပေါက်ပြောင်းနေစေဖြစ်ပါ ರಿ ။မာရှယ်ကမော်တာရီအသင်းအတွက်စုစုပေါင်း9ပွဲကစားခွင့်ရထားပေမဲ့တကောမှမသိနိုင်သေးပါဘူး။ ဒါကမှ share တော်နယ်မြေကြီးကစားမှအတွက်သိခါကြကြဖြစ်နေပါပြီ။ဒူဒူဒီကြားခဲ့တဲ့နောက်ဆုံးပွဲစဉ်မှာဆိုရင်လည်းမာရှယ်ကအနီးကပ်အပိုင်ကောင်းတိုက်ခွင့်ရခဲ့ပြီးမြေအသင်းဖွဲ့ပဲလွဲချော်သွားခဲ့တာပါ။တကယ်တော့အဲဒီကောင်းတိုက်ချက်ကကိုပေါ့တေဖို့ထက်ကိုပေါ့ချောင်းတိုက်ဖို့တောင်မှပိုခက်ခဲခဲ့ပါလိမ့်မယ်။ပွဲကစားချိန်93မိနစ်မှာရခဲ့တဲ့အခွင့်အရေးဖြစ်လို့3-2နဲ့နိုင်ရမယ့်မဟာအခွင့်အရေးကြီးလည်းဖြစ်ပါရီ။မွန်တာရီပြည်သက်တွေဟာမာရှယ်ရဲ့စွမ်းဆောင်ရည်ပေါ်မှာတန်တရားဝင်နေကြပြီဖြစ်ပေမယ့်တချို့ကလည်းပုံစံကောင်းပြန်ရလိမ့်မယ်လို့ ယုံကြည်နေကြစေဖြစ်ပါ रे မက္ကဆီကိုမီဒီယာတွေကတော့မာရှေရဲ့ကိုဟန်မူယာတွေပေါ်မှာဝေဖန်နေကြပါ रे မာရှေကကွင်းထဲဝင်လာတဲ့အသင်းပေါ်တွေကိုလက်ကြီးမြောက်ပြီးတော့စောရကတက်တာတွေပြုလုပ်လို့ရှိတယ်လို့ပြောဆိုနေကြပါ रे